သားအခုချိန်တည်းရှိသေးတာဘာလို့လဲဝတ်တာလဲဒီကစနိုရန်ချစ်တာသူတို့ငငယ်တဲ့သူတို့ကြီးလာတယ်အဲသူ့မကသူအမလို့အမရဖြစ်မယ်နင်းသိချမှာငါဘာပဲလုပ်လို့မင်းရဲ့ပစက်ကိုပိတ်မင်းမျက်လုံးလေးအကုန်လုံးမိတ်ထားလိုက်တို့ရိုက်တော့ကမပေါ်မှာပြောခဲ့တယ်အမမဝတီကတဲ့စနိုကမမကြီးကိုအမြဲကကွယ်တဲ့အချိန်မှာသူလည်းအမတယောက်ပဲသူ့ကိုဘာလို့မကကွယ်တာလဲဆိုတော့စိတ်လေးရှိတယ်ဗျ။ဘာလို့ဒီလောက်ကြီးစိတ်တအောင်တန်ကြနေရလဲ။ အမေကအမှန်တိုင်းပြောရမယ်ဆိုရင်မေကမမုံဘာလို့လဲဆိုတော့ psychology အနေနဲ့စဉ်းစားမယ်ဆိုရင်ဒီလိုလုပ်ဖို့အတွက်သူ့စိတ်ထဲမှာသူဘယ်တော့အားငယ်နေမလဲပေါ့နော်မေကတော့မမဝတီကိုဖတ်လိုက်ခြင်းလေအပိစကားလေးပြောခြင်းလေမင်းမထင်မှတ်လိုက်ဘူးမင်းပါတဲ့စင်ကလည်းတော်တော်နဲ့အဲရမတ်ကိုအပိကြရဲ့ ေအပြင်သွားရင်မေကိုလာစကားပြောကြတယ်ဟက်စနိုးအိမ်မှာဘာတွေဖြစ်နေပြီလဲပေါ့နော်မမဝတီကဘလို့မမေကြီးကဘလို့တပြေကဘာကြီးလုံးနေလဲပေါ့နော်မေကိုလာလာမေးတယ်အဲ့လိုမေးတော့လဲမေကျေးဇူးလဲတင်တယ်ဝမ်းလဲဝမ်းသာပါတယ်အာအောင် TV production နဲ့မဘုံကမေဂရီဆိုစကန်လန်ကလေးကပြောခဲ့ရဲ့ဒီဇက်ကတော်တော်လောင်မဲ့ဇက်တဲ့ဇက်ကလည်း character များတယ်တော်တော်လဲရှုပ်တယ်တဲ့ဒါပေမဲ့အဲ့ထဲမှာ main character လေးက ပူလောင်တဲ့မိသားစုထဲမှာအကြည်တက်အေးတက်လေးပေါ့နော်အဲစိတ်ဝင်စားလားဆိုပြီးမိလေးဆိုကန်းလန်းခဲ့တာပေါ့အဲပြောရမယ်ဆိုရင်လေ အဲဒါကအကြီးတဲ့ပြည်သက်တွေဘယ်လိုထင်လဲတော့မသိဘူးဒါပေမဲ့ migration နေနဲ့ snow ကိုတိုင်ရလဲရမတ်ရှိရပဲသူလည်းအရင် innocent ဖြစ်နေတာမဟုတ်ဘူးအဲပထမပိုင်းတွေမှာမမကြီးကအမွေခွဲဖို့တော့ပြောတဲ့အချိန်မှာမမကြီးကလူကြီးမလို့နားလေလေအဲအားလုံးကသစိမ်းတွေလို့ဖြစ်နေတဲ့အကြောင်းဒီလိုအမွေခွဲလိုက်ရင်အားလုံး agent ဝမယ်အားလုံးပို့ပြောမယ်ဆိုတာတိလို့ခွဲကျင်တဲ့ဟာကို snow က သူ့ရမကမိသားစုပေါ့နော်ဒီမိသားစုကအဆင်မပြေတဲ့ကြားထဲမှာပြေအောင်နေမယ်ဆိုပြီးသူမသိချင်အောင်ဟန်ဆောင်ပြီးနေခဲ့တာအဲ့မင်းရဲ့မြင်မှာတော့ snow လည်းတော်တော် selfish ဖြစ်ပါတယ်အဲ့ snow ကမွေးရတော့ဘာလို့လဲသူကသူအေးစေးနေရမဟုတ်သူက ုတ်ကဲ့အလိုလိုနေအကုန်တိနေတာဘာမှမတိပဲနဲ့အကုန်တိနေတာဘာလို့လဲဆိုတော့ကျွန်တော်ရှင်းပါရရောက်လာတယ်ဟုတ်တယ်နော်ဟုတ်တယ်ဟာမင်းကပြရတဲ့ episode မှာလဲ तू ကဒီတိုင်းပဲအပြင်မှာနေနေဟာတော့တော့ date တိုးရတော့ဟုတ်ကဲ့အဲ့လိုပဲနော်အပြင်မှာလဲဟာကို covid chain chain ဘယ်လိုပြောမလဲ chain တွေ့တယ်ဗောနော် covid လောက်တယ်အဲ့လို chain တွေ့ရဆိုရင်လူနဲ့ဝင်တိုးတယ်နေဆိုငယ်ငယ်တော့အဲ့လိုခိုးထွက်ဘူးပဲအတော်နဲ့ဝင်တိုးတာဟုတ်ကဲ့ အဲ့ကြရဲ့လဲဟိုဟာလေကိုကမိခင်ကတော့ဘာလို့ရမလဲမသိဘူးဗောနော်သွားနှုတ်ဆက်ရင်ကောင်းမလားမသိကြအောင်ဟန်ဆောင်ရင်ကောင်းမလားဟိုဟာအနှုတ်ဆက်ရတာဗောနော်စနုစမမနေရဲ့တော့ရဲ့တီကမှာစိုးဟုတ်တယ်နော်သတိထားနော်စနုကလိုက်ကြည့်နေအမေမြင်လားဟာမေကတော့ကုန်ချစ်တယ်ကိုမောင်နှမတွေကိုကုန်ချစ်တယ်မပြောရဘူးစရုံမဆိုအလုံးရဲ့လိမ့်မရန်ချဖို့ကောင်းတဲ့မိသားစုလေးပါ။အဲ့မှာစနုနဲ့မတည့်ဆုံးတာမမဝင်နော်။ဒါပေမဲ့မမဝင်ရောစနုကရန်ချစ်တာ။သူတို့ငငယ်တဲ့သူကြီးလာတာလေ။ အဲသူ့မောင်သူအမလို့အမညာဖြစ်မယ်ဒါပေမဲ့သူတော်တော်လေးချစ်တယ်မမကလေးကလည်းစနို့ကိုချစ်တယ်မင်းတို့ရိုက်တော့ကမဘုံကပြောတယ်ဗောနဒါကတော့ပြိတ္တတွေဘယ်လိုမြင်မလဲမသိဘူးဗောနမင်းတို့ရိုက်တော့ကမဘုံကပြောခဲ့တယ်အဲမမဝတီကတဲ့စနို့ကမမကြီးကိုအမြဲကာကွယ်တဲ့အချိန်မှာ သူလည်းအမတယောက်ပဲသူ့ကိုဘာလို့မကာကွယ်တာလဲဆိုတော့စိတ်လေးရှိတယ်တဲ့အဲမေရောအမှန်တိုင်းပြောရမယ်ဆိုရင်မေရမမုံဘာလို့လဲဆိုတော့ psychology အနေနဲ့စဉ်းစားမယ်ဆိုရင်ဒီလိုတွေလုပ်ဖို့အတွက်သူ့စိတ်ထဲမှာသူဘယ်တော့အားငယ်နေလဲပေါ့နော်မေရရောမမဝတီကိုဖတ်လိုက်ချင်တယ်အပိစကားလေးပြောချင်တယ်